ပုရုဇဉ်ပုဂ္ဂိုလ်ရဲ့ဘဝဟာကောင်းတာလုပ်ပြီးပြင်မယ်လို့စိတ်မချရအောင်ဟုတ်ချွန်းတို့မောက်ကုံဖြစ်တယ်တည်တဲ့အချိန်ကျချွန်းတို့မောက်ကုံဖြစ်နိုင်တဏှာမှာမတည်ကြတဲ့ဘဝတစ်ခုပုရုဇဉ်တွေပေါ့ဟောဘယ်သူမှမတည်ကြဘူးနော်ဘုန်းကြီးတို့လည်းမတည်ကြဘူးတည်ပြီဆိုလို့ရှိရင်ဒီကျွန်းတို့မောက်ကုံသွားတာလေသူကအဝိနိပါဒတာမှာ ဝိနိပါဒဓမ္မဆိုတာဖယူဖယဲကိုယ့်ရဲ့ဆန္ဒမပါပဲနဲ့ကြကြရန်ကြသွားတဲ့သဘောတွေရှိနေတယ်ဘာလို့ဆိုလောဘဒေါသမောဟဆိုကိလေသာတွေရှိနေအဲ့ဒီကိလေသာတွေရဲ့လွှမ်းမိုးမှုကြောင့်ဒီကနေ့မှာအာယုနမိတ်ဆိုးတွေနဲ့တွေ့ရင်ဖြစ်ချင်ဖြစ်သွားမှာဟုတ်ကဲ့ကြကြရန်ကြရဲဆိုတာဘယ်ဘဝရောက်သွားမယ်လို့တတိကျပြောလို့မရဘူးလीဖြစ်ချင်ဖြစ်သွားနိုင် အဲသောတပန်ကြတော့အဝိနိပါဒဓမ္မောအဲ့ဒါမျိုးမဟုတ်တော့ဘူးကေသိချသွားပြီသူကအောက်ကိုမသွားတော့ပေတကားပိတ်တယ်ဆိုတာအဲ့ဒါပြောတာနော်အဝိနိပါဒဓမ္မောသူဆန္ဒမရှိပဲနဲ့ဆန္ဒရှိတယ်ဆိုတာသူသူ့ရဲ့ဆန္ဒမရှိပဲနဲ့ဒီကြကြင်အောင်ကြသွားတာမရှိတော့ဘူးသိချတယ်အဝိနိပါဒဓမ္မောဖယူဖယဲနဲ့ဘဝတစ်ခုကိုရောက်သွားတဲ့အနေအထားမျိုးသူ့မှာမရှိတော့ဘူး အဲ့ဒီမရှိဘူးဆိုတာကိုတခါထပ်ပြီးတော့ဏိယတောတံဘောဓိပရာယတောသောတာပန်ပုဂ္ဂိုလ်ဖြစ်လို့ရှိရင် မကဏိယမာဆိုတဲ့ဏိယမာတရားကြီးဆိုတာမြဲတဲ့တရားပဲလေဘယ်တော့မှ ပြောင်းလဲမှုမရှိဘူးဏိယမာတရားဆိုတာပြောင်းလဲမှုမရှိတဲ့သဘောကိုပြောတာနော်အဲသောတာပန်ဖြစ်သွားလို့ရှိရင်မြဲပြီ သောတာပန်ကနေပြန်ပြီးတော့ပုရုဇဉ်ပြန်ဖြစ်တာမျိုးလည်းမရှိဘူးသောတာပန်က ဘုန်းကြီးဖြစ်ပြီးတော့သောတာပန်ဖြစ်ပြီးလူထက်တာလည်းမရှိဘူး။နော်လူထက်တာမရှိဘူး။ဘုန်းကြီးဘုန်းနဲ့နေပြီးတော့သောတာပန်ဖြစ်တယ်။သောတာပန်လူထက်ဆိုတာမရှိဘူးလို့မှတ်တာ။ဘာလို့လို့ဆိုသောတာပန်ရာဘိသာတိလကိုဘယ်တော့မှပြန်မဖြစ်ဘူး။သောတာပန်ဖြစ်ပြီးတော့၅ပါးတိလဒီလောဘကြောင့်၅ပါးတိလကျွလွန်နေတယ်ဒေါသကြောင့်၅ပါးတိလကျွလွန်နေမရှိတော့ တတ္တဗာမလောဘရှိသေးလားရှိတယ်ဒေါသရှိသေးလားရှိတယ်သို့သောအဲ့ဒီလောဘဒေါသဆိုတာတွေကြောင့်ငါးပါးတိလာကိုဖြတ်ထားတာမရှိတော့ငါးပါးတိလာဖြတ်နိုင်လောက်တဲ့အချိန်ဆိုတာနည်းတဲ့အချိန်မဟုတ်ဘူးလေနည်းတဲ့အချိန်မဟုတ်ဘူးအဲ့ဒီလောက်ထိအောင်သူကလောဘလည်းမကြည့်တော့ဘူးဒေါသလည်းမကြည့်တော့ဘူးဒါကြောင့်မို့သောတ္တဗံပုဂ္ဂိုလ်ကငါးပါးတိလာလည်းမချိုးတော့ဘူးဒီလိုဆိုလို့လေနော် တခါတော့ဘုန်းကြီးတပါလူထွက်တော့တာလူတွေကပြောကြတယ်။အော်အဲ့ဒီဘုန်းကြီးကိုသောတပန်လို့ထင်တာဟုတ်။အော်သောတပန်မဟုတ်လူထွက်တာတခါတော့ကအနာခံဆိုရင်လူထွက်မှာမဟုတ်ဘူးလို့ပြောတာကြားဦးတယ်။ဟိုးရင်တုန်းကဘုန်းတို့ဘုန်းကြီးတို့ငယ်ငယ်တုန်းကတခါကြားလိုက်တယ်။တဏင်ဘက်မှာယဟနာပူဇော်ပွဲဆိုပြီးတော့လုပ်တယ်လေအမျိုးသားအမျိုးသမီးအားလုံးယဟနာခုနှစ်ပါးပူဇော်တာရွှေထီးတွေထီးပြူတွေပါတယ်နဲ့ပလင်နဲ့တင်ပြီးပူ နောက်အရိယာဏတွေဘယ်ရောက်တော့ဆိုလူထက်သူကထွက်အိမ်တော်ကြသူကကြရတယ်အဲ့လိုတွေတောင်ရှိသေးတယ်နော်သောတဝံလူထွက်ဆိုဘယ်လောက်တန်ဖို့ရှိနိုင်အောင်အယန္တလူထွက်တောင်ရှိနေတယ်ခုကအဲ့ဒါလူမဖြစ်သင့်ဘူးပေါ့နော်တကယ်မဖြစ်သင့်တာတွေပေါ့စာထဲမှာကြည့်နိယတောဆိုမြဲသွားပြီသူကမေဃနိယမအယမြဲသွားပြီတ ဲ့ဒါကိုစာပေကျမ်းကနေမှာတတ္ထမနိယတောလို့သုံးထားတဲ့သက္ကလုံတစ်ခုရှိတယ်။တတ္ထမနိယတောဆိုတာသာသနာနဲ့ပတ်သက်တဲ့သူရဲ့ယုံကြည်ချက်ပြောင်းလဲမှုရှိတော့ဘူး။ဘောဓဘာဖြစ်ပြီးလို့ရှိရင်တခြားဘာသာဝင်လည်းမဖြစ်တော့ဘူး။အဲ့ဒီတခြားဘာသာဝင်မိသားစုတွေရောက်သွားလဲအဲ့ဒီဘာသာဝင်မဖြစ်တော့ဘူး။သူကဒီလိုဆိုလိုတာပေါ့နော်။တံဘောဓိပရယနောဆိုတာသူရောက်ဝင်နေရာကတော့ သူသွားမဲ့လမ်းကြောင်းကဘယ်တော့ဆိုသက္ကာရဂါမိမဲ့အနာဂါမိမဲ့အရတမဲ့အဲ့ဒီကိုသွားမှာသူကတေချာနေပြီနောက်ကျောင်းဘယ်တော့မှပြန်မလှည့်ဘူးလို့ပြောတာနော်ဒီစကလုံးလေးတွေကတန်ဘောဓိပရာယနောဆိုပြီးတဲ့အခါကျတော့ဆက်ပြောတယ်သောတတ်တဲ့ခတ်တုံဒေဝေစမာနုတိစတန္တဝိတဝတန်တရိတဝဒုက္ခတန်တံကရောတိတဲ့အဲ့ဒီသောတပန်ပုဂ္ဂိုလ်ဟာတဲ့လူပြေနတ်ပြေ ဒီနေရာမှာနတ်လို့ဆွဲထဲမဲ့ပြမပါတတ်တယ်နော်ဒီခါလေးဒေဝလို့ပဲသုံးတာပြမဟုတ်လဲမနုဿနဲ့ဒေဝဒီနှစ်ခုပဲထားလိုက်တာပေါ့လူပြေနတ်ပြေအဲ့ဒီမှာလက်ပြောင်းတန်နေရလဲပြီးတဲ့နောက်မှာနော်ခုနခုနဘဝလဲပြီးတဲ့နောက်မှာတဲ့ဒုက္ခအဆုံးသတ်သွားလိမ့်မယ်ဆိုတာနိဗ္ဗာန်ရောက်သွားလိမ့်မယ်လို့ထားပြောတာ